မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ကျေးဇူးတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှတက်ရောက်ပါစေ။ဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါရစေ။ကျွန်တော်ကျေးဇူးတော်ကြောင့်2025ခုနှစ်စက်တင်ဘာလ29ရက်နေ့သို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ကိုကျေးဇူးတင်ပါရစေ။ နေ့ရက်စတိုင်းကြည့်ရှုသူအားလုံးကိုဘုရားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့အဖဖခင်နှုတ်ဘတ်တော်အဖြစ်ဒီဆောက်ဆရာဖြစ်စေပါအခုကျွန်တော်ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စေပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းမြတ်ဝေငှပါれဘုရားအာမင်ဘုရားရှင်ရဲ့ကြီးတော်ကိုချီးမွမ်းပါれကျွန်တော်ကောင်းစဉ်တစ်ခုနားထောင်နေပါれအဲ့ဒီကောင်းစဉ်ကတော့ဓမ္မသစ်ချမ်းတွင်တွေ့ရသောဓမ္မသက်မြို့ရှုရိပီဤထင်ရှားသောဖြစ်ရမြား ။အော်ဓမ္မသစ်ကျမ်းမှာတွေ့ရတဲ့ရှုရိပီဓမ္မသမြို့မှာဖြစ်ခဲ့တဲ့ထင်ရှားတဲ့ဖြစ်ရတဲ့ကျွန်တော်နားထောင်နေတယ်။အဲ့တော့ဒီရှုရိပီဓမ္မသမြို့မှာထင်ရှားတဲ့ဖြစ်ရတဲ့ဒဲကကျွန်တော်၅ခု ပြောနေတာဒီကနေ့၄ခုမြောက်ကိုရောက်ပြီဖြစ်ပါတယ်အဲ့တော့ဒီဓမ္မဟောင်းချမ်းမှာတွေ့ရတဲ့ရှရီပီဓမ္မသက်မြုပ်ရဲ့ဖြစ်ရက်တွေကျွန်တော်တို့ဓမ္မဟောင်းချမ်းမှာအများကြီးပဲအဲ့ဒီအ၈ခုကျွန်တော်ထောင်ခဲ့ပြီဖြစ်တယ်အခုတော့ဓမ္မသက်မှာတွေ့ရတဲ့ရှရီပီဓမ္မသက်မြုပ်အကြောင်းကို၅ခုမှာကျွန်တော်တို့အခု၄ခုရောက်ပြီဖြစ်ပါတယ်အဲ့တော့နံပါတ်၁ပထမတစ်ခုကတော့ဗာလေးဆိုသခင်ရှုခရစ်တော်ရဲ့သတင်းတော်ဟာဒီရှရီပီအနှံ့ကို ကြော်ကြားခဲ့တယ်။မသက်ခန်းကြီးလေးအငငယ်14ကိုဖတ်ရင်တွေ့ရမယ်။ဘလို့ကြော်ကြားလဲကောင်းတဲ့သတင်းကြော်ကြားတယ်။တခိရှုအနာငိမ့်ပြီးတယ်။လူနာတွေကို ကုသပြီးတယ်။အေးဝံကလေးသတင်းစကားဝေငှတယ်။တခိရှုနောက်ကိုလူပေါင်းများစွာဟာ လိုက်ပြီးတဲ့အခါမှာသခင်အားဖြင့်ဘဝတွေမှာခက်ခဲချမ်းသာမှုတွေတဲကလွတ်မြောက်ခြင်းရတယ်ဆိုတော့ဘုသတ်တွေ့ရတယ်။နံပါတ်2ဒုတိယချက်ကတော့ခရိယန်တို့ကိုညင်မာနှိပ်စက်ဖို့ရှောလူဆိုတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီမြို့ကိုသွားခဲ့တယ်။သို့တော်ညာလဲလမ်းမှာပဲကောင်းငင်ကနေအလင်းချပြီးတော့တင်ညင်းစေတဲ့ယေရှုဟာငါပဲဆိုတဲ့တခိယေရှုရဲ့အပန်တော်အဖြစ်သူ့တတ်တာပြောင်းလဲခဲ့တယ်။ ဒါတမန်တော်ဥဒ္ဓခန်းကြီးကိုအငယ်တက်ကနေနှစ်အဲတောက်လျှောက်ပေါ့နောက်အငယ်ကူးထိဖိုင်ဂျော်ဒီဖြစ်ဖြစ်ကိုတွေ့ရမှာဖြစ်တယ်။နောက်နံပါတ်3ကတော့ပေါလုသို့မဟုတ်ရှောလုကအဲဒီမြို့မှာ တရားဟောခဲ့တယ်ဆိုတာကိုတွေ့ရတယ်နော်တမန်တော်ဥဒ္ဓခန်းကြီးကိုအငယ်16ကနေ22အဲ့တော့ဒီဓမ္မသက်မြို့ကလူတွေက သူတို့ကိုတတ်ဖို့လာတဲ့ရှောလူတို့ကဘလောက်တောင်ဆွတ်တောင်းလဲမသိအဲ့ရှောလူကပြောင်းနေပြီးတော့ပေါ်လူအနေနဲ့ဒီဓမ္မသက်မြို့မှာတရားတွေပြန်ဟောခဲ့တယ်ဆိုတော့ကိုသွားတွေ့ရတယ်အဲ့တော့ဒီကနေ့ကျွန်တော်တို့ကဒုက္ခတွေကဘလို့လာပါစေဆုတာတောင်းအဲ့ဒီဒုက္ခတွေကပြောင်းပြန်လှန်ပြီးအချိုးပြူတဲ့အရာတွေဖြစ်လာမယ်ဆိုတော့ကိုသွားတွေ့ရတယ်ဒီကနေ့ကတော့နံပါတ်၄နံပါတ်၄ကတော့ဘာလဲဆိုတော့ပေါ်လူကိုထောင်ထဲထည့်ပြီး အဲ့ဒီမျိုးเนาะ sorry ပိုးလူကို တောင်းနေထည့်ပြီးတော့เนาะ sorry typing error ဖြစ်လို့เนาะပိုးလူတမန်တော်ရှင်ပိုးလူကိုเนาะတောင်းနေမှာထည့်ပြီးတဲ့အခါမှာအဲ့ဒီမျိုးဘော်ကနေသူတို့ကလွမြောက်စီတယ်ဆိုတာကိုတွေ့ရတယ်တမန်တော်တို့ခန်းကြီးကိုအငယ်23ကနေ25အထိဖတ်ရင်ဒီဖြစ်ပျက်ကိုကျွန်တော်တွေ့ရမှာဖြစ်တယ်ရှင်ပိုးလူကိုတောင်းနေထည့်ပြီးတော့အဲ့ဒီမျိုးကနေလွမြောက်အောင် တပည့်တော်တွေကလုတ်ပြီးခဲ့တယ်ဆိုတာကိုတမန်တော်ကိုအငယ်23ကနေ25ထိဖတ်ရင်အဇရဲမှာတွေ့ရမယ်ဒါတမန်သက်မြို့မှာဖြစ်တဲ့အဖြစ်ပြပဲဖြစ်ပါတယ်အဲ့တော့ဒါလေးကိုကျွန်တော်နည်းနည်းလေးဖတ်ပြီးချင်ပါတယ်တမန်တော်ဒုခန်းကြီးကိုအငယ်23က25ရှပေါ်လို့တောင်းနေထဲ့ပြီးအဲ့မြို့ကနေလွတ်မြောက်အောင်လုတ်ပြီးခဲ့တယ်အနေငယ်ဖတ်ပြီးချင်တယ်ကာလကြာမြင့်ပြီးမှရှောလူကိုတတ်အံ့သောငါယူရာတို့သည်ချင်းချင်းတိုင်ပင်ကြ၏ထိုးချန်စီကိုရှောလူသည်တည်၏ သူကိုတတ်အံ့သောငါမြို့တကားတို့ကိုနှိမ့်ညမပြတ်စောင့်ကြသောကြောင့်တမန်တပည့်တော်တို့သည်ညအခါသူကိုယူ၍တောင်း၌ထည့်ပြီးလေမြို့ရိုးပေါ်ကရှောချကြ၏အာမင်တမန်တော်တို့ခန်းကြီးကိုအငယ်23မှ25ဖြစ်ပါလေအဲ့တော့ဒီဖြစ်ပျက်ကလည်းထူးခြားတယ်လို့ပြောလို့ရတယ်အဲ့ဘာမင်းဆိုဒီရှောလူဆိုတဲ့ပုံကောက ပေါ်လူဘဝမရောက်ခင်မပြောင်းလဲခင်မှာဒီဓမ္မသက်မြို့မှာရှိတဲ့ယုံကြည်သူတပ်ဖြတ်ညှင်းဆဲဖို့သူသွားခဲ့တာဒါပေမဲ့ဒီဓမ္မသက်မြို့မှာရှိတဲ့သူတွေကဘလောက်ဆူတောင်းလဲမသိဘူးသူလမ်းမှာတက်တာပြောင်းလဲပြီးသူကတရားပြန်ဟောတဲ့သူဖြစ်လာတယ်အဲ့ဒီတရားတွေလဲခေါ်ကောယူဒလူမျိုးတွေကမကြည်နဲ့လို့အဲ့ပေါ်လူကိုသတ်ဖို့ပြန်ရှာတာအတော်တော့အဟောင်းစရာကောင်းတယ်ပထမတော့ပေါ်လူကသတ်ဖို့လာတာရှောလူဆိုတဲ့ဘဝနဲ့လာတာ ဒါပေမဲ့အခုကပိုးလူဆိုတဲ့ဘဝနဲ့တရားဟောနေတဲ့အချိန်မှာပဲအဲ့ဒီသူတွေကပြန်တက်ဖို့ပြန်စဉ်းစားတယ်ယူဒလူမျိုးတွေအဲ့တော့ဒါကြောင့်ပြန်ပြန်ဖြစ်တာပေါ့နော်ပထမပိုင်းမှာတော့ဓမ္မသက်မျိုးကိုရှော့လူကဒုက္ခပေးဖို့လာတာအခုဓမ္မသက်မျိုးကယူဒလူတွေကသူ့ကိုဒုက္ခပြန်ပေးတာအဲ့တော့ဒီအောင်ကြည့်ခြင်းအပြင်တခိယေရှုရဲ့အင်းဝင်ကလေးသတင်းစကားကြောင့်နော်ကဲ့ရဲ့ညင်ဆဲခြင်းကို ရှင်ဘောလူကခံရပေမဲ့ အဲ့ဒီအရာကို သူကလေဝမ်းမြောက်ချင်းနဲ့ခံယူတယ်ဆိုတော့တွေ့ရတယ်။ဟောဒီကနေ့ကျွန်တော်တို့ကအခက်ခဲတို့ပြဿနာတို့ယောဂါတို့လာရင်ဒီအရာကိုဝမ်းမြောက်ချင်းနဲ့မခံယူဘဲဖျားတကယ်ဘာလို့ဒီလိုလောက်တာလဲဆိုပြီးတော့အဖြစ်တင်တတ်တယ်။ဒါမင်းပေါ်လူကတော့သိချစ်เสียကောင်းတယ်။သူကဝင်လာတဲ့အခက်အခဲပြဿနာကိုဒါဖျားငါ့ကို စာမေးပွဲစစ်တာ ငါ့ကိုဖခင်ဒီထအကောင်းဆုံးလုတ်ပေးခြင်းလို့စံသက်တာလို့သူခံယူတယ်ဗျဒါကြောင့်လင်းရှင်ဘောလူကဘယ်တော့ခါမှဖခင်ကိုအပြစ်မတင်ဘူးဆိုတော့တွေ့ရတယ်အဲ့ဒါထူးခြားတယ်ဒါကြောင့်လင်းတမန်တော်ကြီးရှင်ဘောလူကိုဖခင်ကတမသစ်ချမ်းမှာအများကြီးအသုံးပြုတယ်တကယ်တကယ်ရှုနောက်ကိုတောက်လျှောက်ပေတရုတို့ယာကုပ်တို့ယောဟန်တို့ကလိုက်ခဲ့တယ်။ဒါပေမဲ့သူတို့တော်မှရှင်ပေါ်လူလောက် ဟောပြောဝေငါတမန်ချမ်းစာရေးသားခြင်းသူတို့တော့အဲ့လောက်မလုပ်နိုင်ခဲ့သူတို့ရေးတော့ရေးတယ်လောက်မဟုတ်သူတို့လည်းသူတို့အပိုင်းနဲ့သူတို့ရေးခုဝင်ရပါတယ်ဒါပေမဲ့ရှင်ဘောလူကနော်ဒီယောမဩဝရစာနေပြီးတော့နော်ဟာလာဖိလီမုန်ထိ73ချမ်းသူရေးတယ်ဟေပြဲပါပိုင်း74ချမ်းအောင်းစရာကောင်းဒါရီယာရှင်ဘောလူကိုဖျားသခင်ပြီးတဲ့ခွန်အားတွေနဲ့ရေးနိုင်တာဖြစ်တယ်ဟောဒီကနေ့ညနေစင်ကျင်စရာကအများကြီးမဟုတ်နှစ်ချက်သေးပါ ပေါလုဟာသူ့ယူဒလူတွေဒုက္ခပေးဖို့နှိမ့်မပြတ်စောင့်ကြည့်နေတဲ့အချိန်မှာယူဒလူတွေကို မကြောက်ဘဲနဲ့ဖယားနဲ့ပဲသွာလာတဲ့အခါအဲ့ယူဒလူတွေဒုက္ခပေးလို့မရအောင်ဖယားကသူ့ကိုမမြင်ရအောင်ကြွက်ကားထားတယ်ဆိုတော့တွေ့ရတယ်။အော်ဒီနေ့ကျွန်တော်ရဲ့သက်တာမှာဘယ်သူတွေတဲ့ကိုဒုက္ခပေးဖို့လာပါစေဖယားနဲ့မျက်ခြေမပြတ်စေနဲ့ ဖယားနဲ့အဆက်အသွယ်အမြင်ကောင်းသင်အတွက်ဖယားသခင်ရဲ့ကြွက်ကားခြင်းရှိတယ်ဆိုတာကိုသတ်တွေ့ရတယ်နမနီဒုတိယချက်ကတော့ဘာလဲဆိုတော့ရှင်ဘောလူကတကယ်တော့ဒီဓမ္မသမျိုးကိုလာတာတတ်မယ်ဖြတ်မယ်ဒီလိုမျိုးလာတာဒါပေမဲ့အခုတော့ဖျားရသွားတဲ့အခါဓမ္မသမျိုးမှာရှိတဲ့ဖျားကိုမသိတဲ့ယူဒလူတွေတခေရှုလက်မခံတဲ့ယူဒလူတွေဒုက္ခပေးလို့သူကတောင်းလေးထဲမှာကိုယ်ကိုယ်လေးနေပြီးတော့အဲ့ဒီမြို့ရိုးပေါ်ကနေရှော့ချခြင်းပြန်ခံရနောက်နေအောင်ပြောရင်တော့ ။တကယ်ယူမရတဲ့တတ္တမှာဒေါသတွေပြဿနာတွေနဲ့အနိုင်ကျင့်ဖို့လာတဲ့သူဟာတကယ်ယူရတဲ့အခါမှာသီးငယ်ပြီးတော့နှိမ်ချပြီးတကယ်ကိုသခင်နဲ့သက်တဲ့အသက်တာရှိတဲ့သူဖြစ်သွားတယ်ဗျာ။အဟောင်းစရာကောင်းတယ်။ဒါကြောင့်ရှောလူဆိုတဲ့နာမည်တွေကြီးမားသူတွေပေါ်လူဆိုတာသီးငယ်သူလို့လေအတိတ်ပဲရတယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်တို့တခါလီဒီကနေ့ညနေဒီနှုတ်ကတော့ကျွန်တော်စကားပြောတယ်ဗျ။ ရှောလူဘွားမှာသူလှုပ်တိုင်းဖြစ်တယ်ထင်တိုင်းကျဲခဲ့တာဒါပေမဲ့သူလှုပ်တိုင်းဖြစ်ထင်တိုင်းကျဲပေမဲ့တခိယရှုနဲ့တွေ့တဲ့အခါသူလှုပ်တာမဟုတ်တော့တခိယရှုလှုပ်ပြီးမှရတယ်ဆိုတော့သူဝန်ခံသွားတယ်အဲ့ဒါကလေကျွန်ရဲ့အတိတ်မှာဟာငါတို့လုံမရမယ်ဆိုတာထက်ကျွန်တော်ကအနာဂတ်အတွက်ဖျားလုတ်ပြီးမှရမယ်လို့ဝန်ခံရင်ဖျားကတဲ့အတွက်ပြင်ဆင်မှုတွေတော့သူရှိပြီးသားဖြစ်တယ်ဆိုတော့သတ်တွေ့ရတယ်။အဲကြောင့် ပေါလုဟာဒုတိယချက်အနေနဲ့တောင်းထဲမှာလုံခြုံစွာဖြစ်သခင်ကသူ့ကိုကြွယ်ကာပြီးမြို့ရိုးပေါ်ကနေတပည့်တော်တွေရှော့ချပေးလိုက်သူလက်မြောက်သွားတယ်အဲ့ဒီတောင်းထဲပတ်သက်ပြီးတော့ဟိုတမောင်းချမ်းမှာနည်းနည်းဆင်ကျင်စရာကမောရှိတတ်တာတွေ့ရတယ်မောရှိလည်းဖာရောသက်မှာဆိုလို့သူ့မိကတောင်းကလေးထဲမှာတေချာဒီကလေးလေးကိုထည့်ပြီးသူ့မမီရီယန်ကိုမြစ်တဲမျောတဲ့ခါလိုက်ချိခိုင်းတယ်အဲ့ဒါလည်းတောင်းမယ်ဘတ်စကတ်ပဲနော် အဲ့တော့အင်္ဂလိပ်ကျမ်းစာ NIV မှာဆို basket နဲ့သုံးနေပြီ။ဒါပေမဲ့တကယ် Kim Jane မှာကျတော့ art နဲ့သုံးတယ်။ဒါပေမဲ့အဲ့ဒီ art A R K art ဆိုရလေဒါ brilliant တက်တာကိုလည်း art နဲ့သုံးတယ်။ Now in the mall လည်း art နဲ့သုံးတယ်။ဒါကျွန်တော်အများကြီးပြောပြခဲ့ဘူးတယ်။တချို့နေ့တိုင်းနားတောင်းတဲ့သူတွေမှတ်မိလိမ့်မယ်။ဒါပေမဲ့တချို့ဒီ new version တွေမှာကျတော့ basket နဲ့သုံးတယ်။မော်ရှိလေဒီတောင်းလေးထဲမှာမျောတာဘဝကုံသွားတော့မှာ။ ိုက်တောင်းတဲ့မွေကင်းမီကောင်မိချောင်းငါအာရင်ပြုတ်မဲ့အကောင်တွေဝင်လာနိုင်တယ်တောင်းဖျားခဲ့ကွဲကထားတယ်ဘသူနဲ့မှတော့တိုးတာဖာရောသမီးနဲ့တော့တိုးတာဖာရောသမီးကမွေစားပြီးဖာရောဘရင်ကဒီကလေးကိုတတ်မိန်ထုတ်တဲ့ဘရင်နဲ့ကလေးနဲ့နတ်တော်တကူလည်းသွားနေရတာအောင်းစရာသိကောင်းတယ်အခုလေပေါ်လူကြီးတောင်းထဲမှာတကီရှုအတွက်ဣဝင်လိတရားဟောလို့ထဲ့ခံရပြီးရှင်းချတယ်လွတ်မြောက်ခြင်းနဲ့သူကြွယ်ကာခြင်းခံစားရတယ် ။ဟိုမှာလဲမောရှိသမိန်ထုတ်တဲ့သူနဲ့သူနဲ့နန်းတော်တစ်ခုတည်းသွားနေရတာ။တော်တော်တော့ခံစားရမှာ။အမီလုတ်တဲ့သူလည်းဘလောက်တောင်စိုးရင်မလဲတော့မသိဘူး။ဒါပေမဲ့အမီကိုစိုးရင်စရာမလိုအောင်အထင်းနေနဲ့အဲ့နန်းတော်မှာသာမင်းနဲ့အတူနေခွင့်ရ။သမိန်ထုတ်တဲ့ဖာရောကအခက်မသိရင်မောရှိဦးတော့အခုခေတ်ရဆိုပကတ်တွေပဲလွှဲပြီးဟနိုင်တယ်အဲ့ဒါဘာလို့ကျွတ်သွားပြီးမြင်ရလဲဆိုတော့เนาะ ဖျားနဲ့သွာလာတဲ့အခါပြဒနာဒုက္ခအခက်ခဲတွေကကျွန်တော်တို့ပကတ်ပြန်တွဲပြီးရတယ်ဆိုတော့သတ်တွေ့ရတယ်ပကတ်ထဲမှာမောင်းရှေကဇိမ်ချသူ့သမိန်ထုတ်ခဲ့ဖာရောကပကတ်ပြန်လွှဲရတယ်သဘောမျိုးတွေ့ရတယ်အဲ့ဒါပါလေယုံကြည်ခြင်းပဲဟောဒီကနေ့တရားပြဒနာတွေကြားထဲမှာစိုးရိမ်ကြောက်လန့်မှုမဟုတ်ပါဘူးပြဒနာတွေကသင်အောင်ပကတ်ထိုင်လွှဲပြီးတရားပြဒနာထဲမှာကြွယ်ကာခြင်းပေါ်မှာဇိမ်ချနေတဲ့သူဖြစ်အောင်လေဖျားက ကွက်ကနိုင်နေဆိုတာဒုတိယချက်တောင်းအကြောင်းလေးရှင်းပြလာဒါကြောင့်ပေါ်လူဟာဒေါနဲ့မောနဲ့တတ်မယ်ဖြတ်မယ်ဆိုပြီးဓမ္မတမျိုးလာခဲ့ဇင်သုံးကသူလှုပ်နိုင်ခြင်းနေနဲ့လာတာဥကျိုးသွားတယ်ဘယ်သူနဲ့တွေ့သခင်ရှုနဲ့တွေ့လို့အလင်းတော်နဲ့တွေ့တယ်အလင်းရှင်နဲ့တွေ့မျက်စိပါကမ်းမောတယ်နောက်ဆုံးသူနားလေတာလေငါကြောက်မှုသခင်ရှုအဖြစ်မယ်ငါလှုပ်လို့ရမယ်အဲ့သခင်အဖြစ်ထိုးတောင်းကလေးတွေဝင်သွားလေ တော့နဲ့မောနဲ့လာတဲ့သူကနှိမ်ချတဲ့အသက်တာပါလာတယ်ပဲ။တောင်းဆက်သိကောင်းအဲ့ဒီနှိမ်ချခြင်းပုံမှာဖះနဲ့မွေလျော်ခြင်းပုံဖះရဲ့ကိုယ်ကခြင်းပါခံစားလိုက်ရတယ်။တောင်းဒီကနေ့ကျွန်ကျွန်ရဲ့အသက်တာမှာရှင်ပေါ်လူကဲ့သို့တောင်းလီတွေပဲရှိရှိဘယ်သေးပဲရှိရှိနှိမ်ချတဲ့အသက်တာနဲ့အသက်ရှင်မောရှိကဲ့သို့ပေါ်လူကဲ့သို့အဲ့တောင်းလီတွေကပုံကူတွေကိုဖះကအံ့ဩပွေရသုံးတယ်။လူတွေတော့ဘယ်ထင်ကြည့်ပါမလဲ။တောင်းလီထဲမှာ ရှော့ချခြင်းခံရတဲ့ပုံကူဖျားရှိမှာတော့အံ့ဩပွေပုံကူဖြစ်နေတယ်။မောရှိဘတ်စကပ်လူခေါ်တဲ့တောင်လီထဲမှာမျောလာတဲ့ကလေးကဣသရီလလူမျိုးယောက်ျားကြီးပဲ6သိန်းမိမနဲ့ကလေးပိုင်း2တန်းချုံခါနံပြီးပို့ပြီးတဲ့ပုံကူဖြစ်လာတယ်။ ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့တက်တာတောင်းနေတယ်ပဲရောက်ရောက်ဘယ်အသေးပဲရောက်ရောက်ကိစ္စမရှိဘူးနှိမ့်ချစွာအသက်ရှင်ဖရာသခင်ဟန်တင့်ပတ်မှာအမြင်ရက်တည်နေမင်းဆိုတာအပီးကြီးနေကုန်းချုပ်လို့လေကျမ်းသာသူရောက်ချင်းစီတိုင်းဖရာရှင်သာ၍ကောင်းချီးပေးပါစေ God bless you all မြင့်သက်ခြင်းရှိပါစေကျွန်တော်တို့ကျောက်ရည်တွင်ယုံကြည်ခြင်းနှင့်ချင်းသိတော်ကပြုလုပ်တဲ့တမန်ချမ်းစာချီကူရေးပြိုင်ပွဲတို့ဖြစ်ဆွတ်ခြင်းညာစရာလေး အနေငယ်ပေါ်ပြခြင်းပါတယ်ကျွန်တော်တို့အသေးစိတ်ကိုတော့ကျွန်တော်တို့ဒီကျောက်ရီတွင် Faith Baptist Church ဒီ page Facebook page မှာ YouTube page မှာကျွန်တော်တို့တင်ပေးထားပါတယ်အဲ့ဒီစာရွက်ကို အသေးစိတ်ဖတ်ပေးဖို့ပေါ်ပြလို့ရတယ်အရေးကြီးတာကတော့ကျွန်တော်မြန်မာလိုတမျိုးတည်းပဲရှင်ပြန်ချင်းဖြစ်ပါတယ်ကျွန်တော်ကျမ်း9ကျမ်းကိုလေအသေးစိတ်ကျွန်တော်တို့မနေ့ကကြေညာခဲ့ပါပြီဒါကြောင့် တချို့တွေလည်းစရေးနေပြီဆိုတာယုံကြည်ပါတယ်။ဒါကြောင့်ဆရာယူဒတ်တန်ဘာသာပြန်တဲ့မြန်မာလိုပဲဖြစ်ရမှာဖြစ်တယ်။ဆရာယူဒတ်တန်ဘာသာပြန်တဲ့တမန်ကျမ်းစာကနေကြည့်ကူးရေးရမှာဖြစ်ပါတယ်အလွတ်ရေးခိုင်းတာမဟုတ်ကြည့်ကူးရေးခိုင်းတာဖြစ်တယ်စီကံချက်တွေလည်းမနေ့ကကျွန်တော်အများကြီးဖော်ပြခဲ့ပါပြီနောက်အရေးကြီးတဲ့အချက်ကလေးကတော့ကရင်လိုအင်္ဂလိပ်လိုရေး၍လုံးဝ မရပါဘူးမြန်မာလူတမျိုးတည်းပဲကိုပဲဆက်ကျူရတဲ့ဘာသာပြန်တဲ့တမချမ်းစာအုပ်ကနေကြည့်ကူးရေးရမှာဖြစ်တယ်နံပါတ်1ကတော့ Thin Viber မှာ Viber ကနေပို့ထားရင်အဲ့မှာအမှတ်ကလေးတစ်ချက်ပြနေပြီဆိုရင် ရေးလို့ရပြီတချို့ကလည်းအမှတ်နှစ်ခုမပြမချင်းမရသေးဘူးလားလို့ထင်နေတယ်မဟုတ်ပါဘူးအမှတ်တစ်ခုချစ်တာ ပြပြီဆိုရင်သင်ရေးလို့ရနေပြီအဲ့တော့ Viber ကပို့တဲ့သူက တမထားတဲ့ဆယ်ဆယ်မတွေကိုဖုန်းမဆက်လေရပါတယ်ဝင်နေပါပြီရေးလို့ရကြအောင်ဖော်ပြလို့ပါတယ်နံပါတ်3ကတော့ A4 စာရွက်နဲ့လုံးဝရေး၍မရပါဘူးဘလာစာအုပ်နဲ့သို့မဟုတ်စာအုပ်အကြီးဘလာစာအုပ်အကြီးမျိုးရတယ် A4 စာရွက်တွေနဲ့ရေးခွင့်မရှိပါဘူးဒါလေးဖော်ပြလို့ရတယ်နှစ်တိုင်းကျွန်တော်တို့၄နှစ်တောင်ပြိုင်ပွဲလုပ်ခဲ့တဲ့တကြောင် နှစ်တိုင်းပြိုင်တဲ့သူတွေကတော့မှတ်မိမယ်လို့ယုံကြည်ပါတယ်တချို့လဲနှစ်တိုင်းပြိုင်ခဲ့တဲ့သူတွေကဒီနှစ်မှာပြိုင်တဲ့သူတွေကိုနည်းနည်း sharing လုပ်ပြီးတော့လဲပြောပြပေးနိုင်ကြောင်းဖော်ပြလိုပါတယ်နံပါတ်၄ကတော့ Viber လုံးဝမရှိတဲ့သူပဲမနေ့ကကျွန်တော်တို့သတ်မှတ်ထားတဲ့ဖုန်းနံပါတ်တချို့ဆရာဆရာမများလူငယ်များအဲ့ volunteer များကိုအရောက်သေးဦးပဲဖုန်းဆက်ပြီးအမိအသက်အဖနေရလိမ့်စာကျွန်တော်တတ်မှတ်တဲ့အတိုင်းစာရင်းသွင်းပေးနိုင်ပါတယ် ေးသွင်းနိုင်ပါတယ်ဒီကနေ့ညနေ6:00နာရီဆိုရင်ကျွန်တော်စဉ်းရင်ပြိပါပြီဒီကနေ့ညနေ6:00နာရီနောက်ပိုင်းဝင်လာတဲ့ Viber တွေကိုကျွန်တော်လက်ခံမှာမဟုတ်ကြောင်းဂျိုတင်ပေါ်ပြလိုပါတယ်အခုဒီကြောင်ညာချင်းကိုနားထောင်ပြီးရင်လေတောက်လျှောက်စဉ်းရင်ပြိသွင်းနိုင်ပါတယ်တတ်မှတ်ထားတဲ့သူ၈ရောက်ရှိပါတယ်အဲ့ဒီ၈ရောက်ထဲမှာမှာ ကြိုက်တဲ့သူတက်ရောက်ကိုပေးရင်ရပါတယ်မိမိနဲ့တက်တဲ့မိသူကိုမဆိုတက်ရောက်ပေးလိုက်တာ ਨੇ ရမှာဖြစ်ပါတယ်ဒါလေးလေးချုပ်တင်ပြီးဖော်ပြပေးလို့ပါတယ်ကျွန်တော်အသေးစိတ်အဲ့ဒီ page မှာတင်တဲ့စာရွက်ကိုဖတ်ပြီးဖို့အထူးပဲမြင့်တရက်ခံလို့ရဲအဲ့ဒါမှတင်ပို့ပြီးနားလေလာမှဖြစ်တယ်နောက်ဆုံးတစ်ခုကတော့နေကနေရှင်ပြိုင်တဲ့သူများ fiber နဲ့ cmp သွင်းသလိုတင်သတ်မှတ်တဲ့နေ့မှာနေကိုစလေဘသူရှိဥပဒုဒေါ်ဘသူ အဲ့ဒီနေရာကိုလိပ်စာနဲ့ဖုန်းနံပါတ်နဲ့အတိအကျသင်သွားပို့လို့ရအောင်ကျွန်တော်ဒီကနေညက်နေပါ යි live ကနေပဲပြန် announcement လုပ်ပြီးမှဖြစ်ပါတယ်။လောလောဆယ်တောက်လျှောက်ရေးနိုင်ပြီးကျွန်တော်တို့ဤတဲ့ချိန်ကျရင် ਨੇ ကိုစလေတွေကိုလည်းထပ်ပြီး announcement လုပ်ပါမယ်။ ਨੇ သမားတွေက ਨੇ ကိုစလေကိုသွားပေးရပါမယ်။ကျရန်ကုန်မှာပြိုင်နေသူအားလုံးကတော့ကြောက်ရွံ့ရင်းယုံကြည်ခြင်းနဲ့ချမ်းသာတော်ကိုသတ်မှတ်တဲ့နေ့သတ်မှတ်တဲ့အချိန်မှာလာပို့ရမှာဖြစ်ပါတယ်။ယေရှုတင်ပါတယ်။အားလုံးကိုဖျားရှယ်ကောင်းချီးပေးပါစေ။ဒီမှာစံစာချစ်ကူးရင်းနေတဲ့သူအားလုံးကို အလုံးကုန်ယူတယ်သင်တို့အလုံးပေါ်မှာနှုတ်ကပတ်တော်သမချမ်းစာအဖြစ်ကောင်းကြီးတက်ရောက်ပါစေဖခင်ရှင်သင်တို့ကိုခွန်အားတွေပေးပါစေအဲဒီနှုတ်ကပတ်တော်ရည်ခြင်းအဖြစ်အံ့ဩဝယ်ပြုတဲ့ကောင်းကြီးဖြာဖြာသည်သင်တို့နဲ့တကွာသင်တို့မိသားစုပေါ်တက်ရောက်ပါစေလို့စုမွန်ကောင်းတောင်းလိုပါတယ်သမချမ်းစာကြည်ကူးရေးပြိုင်ပွဲနေ့စဉ်ရှင်ပြိုင်နေသလိုဖြစ်ဆွတ်ကြင်ညာကြင်နာကျွန်တော်ဒီသင်ခန်းစာပြီးရင် ကျွန်စာလန်ချမ်းနဲ့ပတ်သက်ပြီးတချို့မပြီးသေးတဲ့ကျွန်တော်ချင်းမိုင်မှာသွားဝေငှတဲ့အရာမှာတချို့မပြီးသေးတဲ့အရာလေးတွေကျွန်တော်ဒီတစ်ပတ်အတွင်းမှာဆက်ပြောပြပါမယ်။ပြီးတဲ့အခါခုနရေးနေတဲ့ချမ်းခုနှစ်ချမ်းထဲမှာတချို့ချမ်းတွေကိုကျွန်တော်အနှစ်ချုပ်လေးတွေရှင်းပြသွားမှာဖြစ်တယ်။ဒါဆိုရင်ကျွန်တော်ချမ်းစာရေးတဲ့သူတွေက ပို့ပြီးတော့เนาะရည်ရင်နဲ့နားလေလာမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အားလုံးကိုပြည့်ရှင်ကောင်းချီးပေးပါစေဆုတောင်းကောင်းချီးခံယူကြပါစို့ခမည်းတော်သားတော်သရှင်တော်ဝိညာဉ်တော်သုံးပါးစုဖြတ်ထံတော်ပါမှကောင်းချီးဖြတ်ပြသည်ကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့သလကောက်ယနေ့မွေးနေ့ကြောက်တဲ့မွေးနေ့ရှင်များမင်္ဂလာနေ့ပါလေကြောက်တော်သူများဘုန်းတော်ဝင်စားတဲ့သူတွေရဲ့အကျန့်ရှိတဲ့မိသားစုများမှာစာကြည့်ရှုတဲ့ online ပရိသတ်တည်တည်ပေါ်သို့သလကောက်တမချမ်းစာချီးကူးရေးပြိုင်ပွဲမှာချီးကူးရေးနေသောသူများမှာစာ နှုတ်ဘတော်ကိုစာငတ်ခင်မော့တောင်းတသောစိတ်နဲ့နားထောင်တဲ့သူတွေကူးချစ်ကူးရေးနေတဲ့သူတွေမှစအားလုံးပေါ်သူသလကောက်မွနီရှိဒီဒီပေါ်သူသလကောက်ဖခင်ရဲ့လက်တော်ကွဲကစောက်မှခြင်းနဲ့တူအွန်လိုင်းပရိသတ်တီးတီးပေါ်သူမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သူယနေ့မှစရွေးကာလဆင်းမြဲကောင်းကြီးဖြတ်ဖြတ်တက်ရောက်ပြီးရှိတည်နေပါစေတော့အာမင် ကျေးဇူးတင်ပါတယ်ကြည့်ရှုသူအားလုံးကို ဖြန့်ရှင်သာ၍ကောင်းချီးပေးပါစေ God bless you all ကျေးဇူးတင်ပါတယ်ကျေးပြန်လေးတွေ့ဆုံကြပါစို့ Yeah, I wanna ride.